ဟုတ်ကဲ့မင်္ဂလာပါ welcome နိုင်မှာအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့ကြော်စွာဝင်းရွယ်ပွဲတော့ဒီမနက်မှာကျင်းပလိုက်ပြီဖြစ်ပါတယ်တရားလေးပါခင်ဗျအဲ့တော့ one championship ပွဲမဟုတ်ပါဘူးခင်ဗျအဲ့တော့ပွဲစဉ်ရပြောင်းလဲတာခဏခဏဖြစ်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဘာလို့လဲဆိုရင်လွန်ခဲ့တဲ့ဆေးလပိုင်းကလေသူတို့ရဲ့အဖေးထက်ဂျင်ကကြော်စွာဝင်းရွယ်ပွဲပါဝင်လာမယ်ဆိုပြီးတော့ကျင်းပထားခဲ့ပါတယ်ဒါပေမဲ့လုံးဝပါဝင်လာခြင်းမရှိပါဘူးပြီးတော့နောက်တစ်ချိန် နောက်တစ်ချိန်ကတော့ဒီ Stan Fates ပါ Stan Fates ကကျော်စွန်ဝင်းရဲ့ပွဲကို One Championship မှာလာမယ့်2026 Nissan ပိုင်းမှာကြီးရှုရမယ်ဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုရရင်နဲ့ကျော်စော်ဝင်းကိုမေးခဲ့တဲ့ဗီဒီယိုဖိုင်မှာပါဝင်ပါတယ်။အဲ့တော့2026မှာပဲကြီးရှုရတော့မယ်လို့ကျွန်တော်တို့တည်ထားတယ်။ဒါပေမဲ့ဒီနေ့မနက်မှာတော့လုံဖီနေစူပါဖိုင်မှာပါဝင်လာတဲ့အကြောင်းသူ့ရဲ့ဘော်ဒါတွေကပရိတ်တအားလုံးကိုအတိပေးလာတာဖြစ်ပါတယ်။ အဲ့တော့ဒီတွဲဆိုင်မှာလည်းကျွန်တော်လိုက်ကြည့်လိုက်တော့မြန်မာပွဲရှင်နှစ်ပွဲပဲထည့်ထားတာတွေ့ရပါတယ်ခင်ဗျကျော်စော်ဝင်းရဲ့ပွဲမပါပါဘူးအရင်နေ့ရပါတော့ကျော်စော်ဝင်းရဲ့ပွဲကဒီမနက်မှာသူတို့ကောက်ထည့်လိုက်တာပါအဲ့တော့မြန်မာဖိုက်တာ၃ဦးထိပါဝင်သွားတာဖြစ်ပါတယ်ဒါတော့နောက်တစ်ပတ်နိုဝင်ဘာ22ရက်နေ့ညနေ9:00နာရီမှာစတင်မဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့ဒါတော့22ရက်နေ့ပေါ့နော်29ရက်နေ့မှာလေကိုလှဝင်းရဲ့ပွဲပါဝင်ပါတယ်ခင်ဗျအဲ့တော့လုံပီနီ စူပါဖိုင်ကဝမ်ချမ်ပီယံရှစ်လိုပဲမြန်မာ ဖိုင်တာတွေကိုခေါ်ယူနေပြီဆိုတာကျွန်တော်တို့သိရှိရပါတယ်။ကျွန်တော်ကြုံစွာဝင်းရပွဲကဘယ်လိုကြည့်ရမလဲဆိုရင် လုံပင်းနေပွဲမှာပဲတွားကြည့်လို့ရမှာပါ။လာမယ့်22ရက်နေ့မှာဒီ online ဟာထုတ်လွှင့်တာတော့ကျွန်တော်မတွေ့ဘူးခင်ဗျာ။ဒီအဖွဲ့အစည်းတွေကရုံဝင်ခြင်းအပေါ်ပဲရက်တည်ပြီးတော့ကျင်းပနေတဲ့ promotion ဖြစ်ပါတယ်ခင်ဗျ။အဲဒါကြောင့်ဒီလုံပင်းနေကွင်းထီကိုတွားကြည့်မှရပါမှာ။ဟုတ်ကဲ့အဲဒါတော့ကျောစွာဝင်းရဲ့ပွဲအကြောင်းပါ။ အဲ့တော့အခုရက်ပိုင်းမှာခဏခဏမေးနေကြတဲ့အရာပေါ့နော်အဲ့ဒါတော့ one championship ပွဲဘယ်တော့ဆမှာလဲပြီးတော့ UFC ပွဲဘယ်တော့ဆမှာလဲဆိုတဲ့အကြောင်းအရာပါဒါတော့အကြံပြန်ပြန်ပြောပါမယ် UFC ပွဲကဒီတစ်ပတ်တနင်္ဂနွေနေ့နိုဝင်ဘာ16ရက်နေ့မနက်9:00နာရီမှာစတင်မှာဖြစ်ပါတယ်အဲ့ဒါတော့ prelim ပွဲစဉ်တွေမှာတကယ့်အကောင်ပွဲကတော့မနက်9:00နာရီခွဲလောက်မှာစတင်မှာဖြစ်ပါတယ်အဲ့တော့ one championship ကအဲ့ဒီနေ့မှာပဲမနက်10:00နာရီခွဲဆိုရင်စတင်ပါမယ်ခင်ဗျာ အဲ့တော့ပြောမှဆိုရင် UFC ပွဲတော်မပြီးသေးဘူးဝမ်ချန်ရှစ်စတိုက်ကိုပွဲဆက်မဲ့ပုံစံဖြစ်ပါတယ်ဒီအတိုင်းပဲဝမ်ချန်ရှစ်ပွဲမပြီးသေးတဲ့အချိန်မှာညနေ9နာရီခွဲမှာဆော AC ရဲ့ပွဲပြန်ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာပြောမှဆိုရင်ခေါင်ပွဲနဲ့လည်းတိုက်ကောင်းတိုက်နိုင်ပါတယ်ဘာလို့ဆိုရင်ဝမ်ချန်ရှစ်ပွဲစဉ်ကအရင်ကများပါတယ်အဲ့တော့ဆော AC ရဲ့ပွဲကတော့ Time Fight ပွဲစဉ်မှာအဲ့ဒီနေပါပဲလာမယ့်တနင်္ဂနွေနေ့ညနေပိုင်း9ခွဲမှာစတင်မှာဖြစ်ပါတယ် ဝဲစဉ်နှစ်မှာရှင်ပြန်ရပါမှာဒီတစ်ခေါက်တော့တေယုတ်ဖိုက်တာနဲ့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒါတော့ပွဲစဉ်ဘယ်အချိန်ဆမလဲဆိုပြီးမေးနေကြတဲ့ညီကိုလေးတွေ့ပါဒါတော့ကျွန်တော်ရဲ့ခံမှန်းချက်ပါ UFC ပွဲကတော့ခေါင်ပွဲကိုကျွန်တော်ထည့်သွင်းထားပါတယ် Jack Della Medellina နဲ့ Islam Makachev သူတို့ရဲ့သွေးဆိုင်ကိုတော့ကျွန်တော် Jack Della ဘက်ကခံမှန်းပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Super Bowl နဲ့ Noe ရဲ့ပွဲစဉ်ပါ အဲ့ဒီပွဲမှာတော့ကျွန်တော် Noe Ray ဘက်ကခံမှန်းပေးထားတာဖြစ်ပါတယ်ပြီးတော့ Christian Lee နဲ့ Alibak Rasulov ရဲ့ပွဲစဉ်မှာဒီပွဲမှာတော့ Rasulov ကိုကျွန်တော်ထည့်ထားဖြစ်ပါတယ်နောက်တစ်ခုကတော့ Heavyweight ပွဲစဉ်မှာခင်ဗျ Japan Fighter Takeo Chi နဲ့ Shimei Atogan ဒီပွဲစဉ်မှာ Japan Fighter ဘက်ကိုကျွန်တော်ခံမှန်းပေးထားပါတယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ Nao O နဲ့ Rock Tower ဒီတွဲဆိုင်မှာလည်းကျွန်တော်နောင်ဝဘက်ကိုခံမှန်းပေးထားပါခင်ဗျဒါတော့ကျွန်တော်ရဲ့ခံမှန်းချက်ပါအဲတော့ကျွန်တော်ပြောချင်တာကအခုကြည့်ရှုနေတဲ့ညီကိုလည်းစိတ်ကြိုက်ခံမှန်းလို့ရပါတယ်ပတ်စံသွားထည့်ခိုင်းတာမဟုတ်ပါဘူးခင်ဗျစိတ်ကြိုက်လွတ်လွတ်လပ်လပ်ခံမှန်းလို့ရတယ်ဆိုတဲ့အကြောင်းကိုညီကိုတွေကိုပြောပြချင်တာပါဒီ post တင်လိုက်တော့ဒီ Facebook မှာ complaint တက်တဲ့လူတွေရောပြောချိုးရတော့ဒီပါရာရေဘက်ကကြည်တယ်လူတွေရှိတယ်ခင်ဗျတကယ်ကိုအံ့ဩဖို့ကောင်းပါလားကျွန်တော်မြန်မာ brand တွေရတော့ ပုံကိုဆွဲတွေရောဘာသာဆွဲတွေရောဘောနော်အဲ့လိုမျိုးအားကစားကိုအားပေးလို့မရပါဘူးဒါမှားတဲ့အချက်ပါ Okay ကျွန်တော်ဘာလို့ဒီလိုမျိုးရွေးလဲဆိုရင်ဥပမာဘောနော်ဥပမာပြောမယ်ဆိုရင်ဒီပထမဆုံးသွေးဆိုင်ကတော့ဒီရှမင်းအတိုကန်နဲ့တာကီယိုချီရဲ့ပွဲစဉ်ကိုအရင်ပြောပါမယ်အဲ့တော့ဒီပွဲစဉ်မှာရှမင်းအတိုကန်ဘက်ကအသာစီးရနိုင်တယ်ဆိုတာကလေးအစားသိတယ်ဗျာကျွန်တော်လည်းသိပါတယ် ဒါပေမဲ့ပွဲကိုအပြောင်းအလဲဖြစ်စေနိုင်လောက်တဲ့အရေးချင်းတာဂီယိုချီမှာကျွန်တော်တွေးရှိလို့အခုလိုခံမှန်းပေးတာဖြစ်ပါတယ်။အဲတော့အာတိုကန်ကနဗန်းကောင်းတယ်။နဗန်းပိုင်းမှာတိုးလေးကိုတန်ပါတယ်။ဒါပေမဲ့သူကလုံးဝအထိမခံဘူး။ပြောမှဆိုရင်အနာမခံတဲ့ပုံစံမျိုးမှာကိုအွန်လိုင်းနဲ့ကစားခဲ့တဲ့ပွဲမှာလည်းသူ ground game မှာရောစတန်ဖိုင်မှာရောအတားစီးကိုကစားနိုင်ခဲ့တာပါ။ဒါပေမဲ့ကိုအွန်လိုင်းရဲ့တစ်ချက်နှစ်ချက်လောက်လက်တီးထွက်လာတဲ့အချိန်မှာသူကလုံးဝကိုအနာမခံဘူး။ ရှင်ထိုးတာလေလုံးဝမလိုဘဲခြေတော့တစ်ခါလဲတန်းဆွဲတဲ့ပုံစံမျိုးကစားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကရှမင်းအာထိုကန်ရဲ့ထူးခြားတဲ့အချက်ပါ။သူအตาစီးရတာလဲများပါပဲ။ပွဲတိုင်းလိုလိုပေါ့နော်။အဲ့တော့ဒီပွဲမှာက heavyweight တန်းမှာနှပန်းလုံးရပါမယ်။ပွဲစတာနဲ့ခြေဆွဲမှာလုံးဝအသေးချပါလားခင်ဗျ။ဒီ Japan fighter Takeo Chie က weight ကြီးတယ်။အရင်ကတည်းကနေ heavyweight မှာပဲကစားလာတဲ့ fighter ။အဲ့တော့အာတိုကန်တယောက်နှပန်းပိုင်းမှာအရန်ကောင်းနေဆိုပေမဲ့သူ heavyweight fighter တယောက်ကိုစိုက်ကြိုက်ကင်ပေါင်းနိုင်မှာတော့မဟုတ်ဘူးလို့ကျွန်တော်ထင်လို့ပါအဲ့တော့ဒီ Japan fighter ရဲ့အားပါတဲ့လက်တီထိုးချက်ဒီထိုးချက်နဲ့အာရိုကန်ကိုတစ်ချက်တစ်ချက်လောက်ထိရတယ်အာရိုကန်ချက်ချင်းမှောက်သွားနိုင်ပါတယ်ဒီလိုမျိုးပွဲအပြောင်းလဲဖြစ်စေနိုင်တဲ့အချက်တွေကိုကျွန်တော်ကတော့ရှာဖွေပြီးတော့ next level ပေါ့နော်အဲ့လိုမျိုးခံမှန်းပေးတာဖြစ်ပါတယ်ဒီတိုင်းပဲ Bay Fighter အသာစီရမယ်ဆိုပြီးတော့ခံမှန်းပေးလိုက်ရင်လည်းနည်းနည်းပြင်းစရာကောင်းတယ်ပေါ့ဗျာအဲဒါကြောင့်နည်းနည်း brainstorming လုပ်တဲ့ပုံစံမျိုးကျွန်တော်ခံမှန်းပေးတာဖြစ်ပါတယ် ပြီးတော့တချို့ကလည်းပြောမှန်တယ်အနထိုးလေးမာလခင်ကိုနဗန်းနဲ့အနိုင်ယူထားတယ်ဆိုတော့အချက်ပေါ့နော်အဲ့တော့ရှမင်းအတော်ကန်ကမာလခင်ကိုအနိုင်ယူထားတာမှန်ပါတယ်ဒါပေမဲ့ဟင်းဝိတ်မှာမဟုတ်ပါဘူးခင်ဗျာအရင်ကတို့ကစားခဲ့တဲ့ဒီမီဒဝိတ်တန်းလောက်ဖြစ်မယ်တို့လည်းဒီအတက်ငယ်သေးတယ်ဆိုတော့အလွန်ဆုံးမီဒဝိတ်မဟုတ်ရင်တောင်မှလိုက်ဟေးဝိတ်အဲ့လောက်ပဲရှိမယ်ဟေးဝိတ်တန်းတော့မဟုတ်ဘူးဗျဘာလို့လဲဆိုရင်တို့မှာရိုက်ထားတဲ့တက်ပုံရှိတယ်အဲ့ဒါတွေကိုပြန်ကြည့်လိုက်ရင်တို့ရဲ့အခမ်းအနားကတော့သေးလေးပဲရှိပါတယ်အဲ့တော့ချမင်းအတော်ကန်က နပန်းကောင်းလာမှန်ပါမယ်ခဏပြောတော့လည်း heavyweight မှာတော့နည်းနည်းတိုင်ပတ်နိုင်ချေရှိပါတယ်အဲဒါကြောင့်ခံမှန်းပေးထားတာပါနောက်ထပ်တွဲစမ်းရတော့ super bowl ရပွဲစဉ်မှာ super bowl နဲ့ noi က featherweight တန်းရဲ့ kick boxing champion ကပတ်လှူကြမှာဖြစ်ပါတယ်အဲတော့ဒီတွဲစမ်းမှာ super bowl ကနည်းနည်းအားနည်းချက်ရှိတယ်မောင်းဆိုရင်သူအသက်လေးကြီးပြီးပြီးတော့ငါးချီပွဲကစားရမှာဖြစ်တဲ့အတွက်တူတူအခက်အခဲဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့အမြင့်ကန်ချက်ဒီတိကျတဲ့အမြင့်ကန်ချက်ကို နွေတွေရှောင်းနိုင်မှဖြစ်မှာပါအရင်ကဒီ super boy ရဲ့ kitchen gregorian ကိုထိတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုရင်တော့ဒီပွဲမှာလည်းနွေတွေအနိုင်ရရှိနိုင်ပါတယ်ဘာလို့လဲဆိုရင်နွေတွေကတကယ်ကိုခံနေရရှိတဲ့ fighter မကုံပိုင်းမြင့်တဲ့တောင်ဝချိုင်းလိုမျိုးလူငယ် fighter ကိုတော့မှအမောက်သိမ်းထားတဲ့ fighter မျိုးဖြစ်နေလို့ပါဟုတ်ကဲ့နောက်ဆုံးပွဲက rock town နဲ့ now on ရဲ့ပွဲစဉ်ပါဒီပွဲမှာလေရော့ထန်ကမာကုံပိုင်းရောငေကုံပိုင်းရောလုံးဝကိုအသာစီရနိုင်မယ်ဆိုတော့ကျွန်တော်တို့သိပါတယ် ဒါပေမဲ့လည်းဒီပွဲကိုကောင်းကောင်းလေး next level ကိုကျွန်တော်တို့ထပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင် rock ထံမှာအားနည်းချက်တွေ့ရပါလားခင်ဗျအဲ့တော့ပထမဆုံးအချက်ကတော့သူကပြင်ဆင်မှုအပိုင်းမှာဒီပွဲကိုအရင်အားထည့်ပြီးတော့ပြင်ဆင်လာတာကျွန်တော်မတွေ့ရပါဘူးခင်ဗျဘာလို့လဲဆိုရင်နောင်ဦးကို short တက်တာလည်းဖြစ်ပါလိမ့်မယ်နောင်ဦးကတော့အဲ့လိုမျိုးမဟုတ်ပါဘူးသူက battle weight တန်းမှာ champion မဖြစ်နိုင်တော့ဘူးဆိုတာသိတဲ့အတွက်သူ fly weight တန်းကိုဆင်းတယ်။ fly weight တန်းရဲ့ champion ကပဲအရာယူမယ်ဆိုတဲ့စိတ်ဓာတ်မျိုးသူ့မှာရှိနေပါတယ်။ ပြီးတော့ road ထောင်ထက်လူကောင်လဲလူစုံလေးကိုဟွာပါတယ်ခင်ဗျ။နောင်ကပို့ပြီးတော့ကြီးပါတယ်။အကျက်လဲပုံရှိပါတယ်။အဲ့တော့ခြေတော့ကန်ချက်တွေကောင်းတဲ့လက်တီထိုးချက်တွေကောင်းတဲ့ဒီ super leg super leg ကလည်း road ထောင်ထက်နည်းနည်းလေးပို့ပြီးတော့အကျက်ပို့တာတယ်။ပြီးတော့ခြေတော့ကန်ချက်နဲ့ဒီ PR ပေးပြီးတော့ကစားခဲ့တဲ့ပွဲမှာကျွန်တော်တွေးခဲ့ရမိပြီ။ road ထောင်နည်းနည်းလေးပြရာခံတော့တော့တွေးရပါခင်ဗျ။အဲ့တော့ now only ဒီပွဲမှာအမြင့်ကန်ချက်တွေ ခတိထိုးချက်တွေနဲ့ဖိအားပေးပြီးတော့ကစားလာရင်ရောက်ထံအမတ်နဲ့အရှုံးသွားနိုင်ခြင်းရှိပါတယ်။အဲဒါကြောင့်ကျွန်တော်ခံမှန်းပေးတာပါခင်ဗျာ။ဒါတော့ဖြစ်လာမယ်မဖြစ်လာဘူးဆိုတော့မသိပါဘူး။ဒါပေမဲ့လည်းဒီအားနည်းတဲ့ပြိုင်ဘက်ဒီမှာလည်းအနိုင်ရနိုင်တဲ့အချက်တွေရှိနေတဲ့အတွက်ညီအစ်ကိုပြောပြခြင်းဖြစ်ပါတယ်။ Okay နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။